ားလုံးပဲမင်္ဂလာပါရှင်။ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်အားလုံးအတွက်ပေါ့နော်။ by far အသုံးလေးကိုရှင်းပြပေးခြင်းပါတယ်ရှင်။ဟုတ်ပြီကျွန်တော်တို့ by far ကိုဘယ်နေရာမှာသုံးမလဲပေါ့နော်။သူ့ရဲ့အတိတ်ဘယ်ကြောင်လဲကျွန်တော်တို့တစ်ခုခုကိုအပြတ်အသတ်အလွန်မင်းပေါ့နော်။တစ်ခုခုထက်ပိုဖြစ်တာပိုတာတာပေါ့နော်။အဲ့လိုမျိုးအလွန်မင်းအပြတ်အသတ်ပိုဖြစ်တယ်ပိုတာတယ်လို့ပြောခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော် by far ကိုပြောပြီးတော့သုံးပါတယ်ရှင်။ဟုတ်ပြီသူ့ကိုကျွန်တော်ကဘာနဲ့တွဲသုံးလဲဆိုလို့ရှိရင် by far ကိုပေါ့နော်ကျွန်တော်တို့ superlative adjective ဒါမှမဟုတ်ရှင် superlative adverb ပေါ့ကျမတို့တခုခုအဖြစ်ဆုံးကျွန်တော် adjective မှာ degree 3ရှိရယ်လေကျွန်တော်ကျွန်တော်အဲ့ degree 3ပေါ့နော်အမြင့်ဆုံးအဲ့ degree 3တွေနဲ့ကျွန်တော်တွဲပြီးရောသုံးပါတယ်ရှင်ဥပမာအနေနဲ့ဆိုလို့ရှိရင် she is by far the best student in the class သူမကအတန်းထဲမှာလုံးဝအပြတ်သက်ကိုတော်တဲ့ကျောင်းသူတစ်ယောက်ပါတဲ့နောက်ဥပမာအနေနဲ့ဆိုလို့ရှိရင် This is by far the most expensive dress I have ever bought. ငါဝယ်ဘူးတညထဲမှာတော့ဒီဝတ်စုံကလုံးဝအပြတ်သက်ကိုဈေးကြီးဆုံးပဲဒီမှာဆိုအဲ့ဝတ်စုံတက်မိတဲ့ဈေးကြီးတဲ့ဝတ်စုံကိုမရှိဘူးဆိုတဲ့ပုံစံပေါ့နော် Okay အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ပေါ့နော် She is the best student in the class နဲ့ She is by far the best student in the class by far ပါရင်းနဲ့ဘာกว่าလဲပေါ့နော်ကျွန်တော်ရှင်းပြပေးခြင်းပါတယ်ရှင့် Okay ကျွန်တော်ပုံမှန်မဲ့ She is the best student in the class ကပုံမှန်ကျွန်တော်တို့အချက်လိုက်ရသူမကတော်တဲ့အကြောင်းသူပြောက်ပါလို့ပြောတာ တကယ်လို့ဘိုင်ဖားလေးပါသွားပြီဆိုလို့ရှိရင်တော့သူမဘသူမှလိုက်ပြီးရှင်လို့မရအောင်အပြတ်အသက်ကြီးကိုသူမကတော်လုံးနဲ့ចောင်းသူပါဆိုပြီးပြောတာပေါ့ဘိုင်ဖားလေးပါတာကပို့ပြီးတော့ကျွန်တော်တို့ strong ကပို့ပြီးတော့လေးနဲ့သွားတယ်တခုခုတည်းအပြတ်အသက်ပို့ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်โอเคအဲ့တော့ရှင်းသွားမယ်ထင်ပါတယ်ရှင့်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင့်